အလောင်းမင်းလာပါရှင် ခုသွမထတဲ့ဝတ်စုံလေးကကြတော့ white top pattern နဲ့တွားထားပြီးအဲ့ဒီ white top pattern ကိုမှသွန်းတို့ဒီအောက်နားလေးကအဖက်ယူခဲ့မှဆိုရင်ဒီအောက်နားလေးတွန်းကအလှဆင်အဖက်ယူတဲ့အခါမှာဆိုတဲ့နေရာလေးတွေဒီနေရာလေးတော့သွန်းတို့ဓာဖြောက်ပေးရတယ်အဲ့လိုမျိုးဓာဖြောက်တဲ့အခါမှာဆို white top pattern မှာဘလို့ဓာဖြောက်နည်းနဲ့တွန်းရမလဲ white top နဲ့ pattern နဲ့တွားထားပြီးဘလို့ဓာဖြောက်ရမလဲအဲ့ဓာဖြောက်တဲ့ pattern ဘလို့တွန်းလွားလဲနောက်ပြီးရှင်သွန်းဝထတဲ့လက်ပင်လေးကကြတော့ဒီလိုမျိုးအာဒီလိုမျိုးရိုးရိုးလက်ပင်ပဲเนาะဒါကကြရိုးရိုးလက်ပင်ပဲရိုးရိုးလက်ပင် ပုံမှန်ဒီလိုမျိုးသူ့ရဲ့ကြရဲ့နောက်ပြီးရှင်ဒီနှစ်ခုရဲ့သူ့ရဲ့အကျင့်လေးရဲ့ဘယ်လိုချိန်သွားလဲအာဘယ်လိုချိန်သွားတယ်လက်ခစားသုံးပညာဌာနပြင်မဲ့အခုသုံးဝထားတဲ့ဝတ်ဆောင်တွေကကြတော့သုံးလို့သက်အာသက်တဲ့ column နဲ့ယူလို့ရလို့ရိုးရိုးလက်ပင်းနဲ့လည်းယူလို့ရပါတယ်ဒါမှမဟုတ်စက်ကြိုက်တောင်းနိုင်ပါတယ်เนาะဒါဆိုရင်အခုသုံးဝထားတဲ့ပတ်တန်လေးကိုသုံးလို့ဒူးစာလေးလာကြရအောင်เนาะဖရမ်ဒီမျိုးဒါဒါကြတော့သုံးပတ်တန်ညှတ်ထားပြီးတာအပေါ်မှာဆိုရင်သုံးသက်တဲ့ column ယူတဲ့ပုံစံနောက်ချမ်းရဲ့သက်တဲ့ column ယူနေလဲသုံးပြပြပြပေးမယ်เนาะဒါဆိုဖရမ ဝဆောင်နေတဲ့တစက်တော့ကောင်းလန်ယူတော့မယ်ဆိုရင်အာဒါအချတော့လက်ပင်အကျယ်လေးဆိုပါဆိုနော်ဒါမှလက်ပင်အကျယ်လေးကိုတောင်းလမ်းမဖောက်မယ်တော့တစက်လက်ကောင်းလန်ယူတဲ့အခါမှာဆိုအပေါကိုတလမ်းမလေးတက်ပေးပါအပေါကိုတလမ်းမတက်ပြီးလို့ရှိရင်ဒီနေရာလေးမှာလည်းတို့တောင်းလမ်းမအကျယ်လေးယူမယ်နော်ပြန်ပြမနော်ဒါကိုရဲ့မူလလက်ပင်အဲမူလလက်ပင်ကနေအပေါကိုတို့တလမ်းမတက်မယ်နောက်လို့ရှိရင်လက်ပင်အကျယ်တောင်းလမ်းမလေးယူလိုက်မယ်နောက်လို့ရှိရင်ဒီအောက်မှာဆိုရင်တို့လေးခွဲလောက်ယူလိုက်မယ်ဒီအောက်မှာနော်ဒီအမှတ်ကနေဒီထိကကြတော့တို့လေးခွဲလောက်ယူမယ်ယူပြီးလို့ရှိရင်ဒီ နှစ်ခုကိုသုံးလို့ဘေကွေးနဲ့အခုလိုမျိုးပဲဆက်လိုက်မယ်ဆက်ပြီးလို့ရှိရင်ဒီနှစ်ခုကိုသဝဝက်မယ်သဝဝက်ထားတဲ့အမှတ်ကနေသုံးလို့ဘေကွေးနဲ့ဒီလိုမျိုးနှမ်းဆက်လိုက်မယ်ဒါဆိုရင်တစ်ဆက်တည်းကွန်တန်လေးရလာပါပြီသုံးလို့ပက်တန်လေးညှထောက်တဲ့အခါမှာဆိုဒီလိုမျိုးပုံစံလေးရသွားပါပြီနော်ဆိုရင်သုံးလို့ရှစ်ချမ်းပက်တန်လေးသွားမယ်နော်ရှစ်ချမ်းပက်တန်မှာကကြဆောင်းနာသုံးပြောလိုမျိုးပဲအဓိကပေးချင်တဲ့ပညာဌာနစိတ်ပိုင်းကသုံးလို့ဒီလိုမျိုး white တောက်သွားတဲ့အခါမှာဆိုအမှသားဖြောက်တယ်အဲ့လိုမျိုးသားဖြောက်တဲ့အခါမှာဆိုဘလိုပက်တန်တောင်းရလဲဘလိုဆွဲတော့လဲဆိုတော့ပညာဌာနပေးမယ်နော်ဒါဆိုရင် 他他所以当到百担大粒水稻里面咯，百担大穗的看嘛，所以当到当到地方上外稻百担的当台，别的咱们罗外稻米的水稻嘛，外稻米个嘛，当到有有外稻好喏，阿个打片的个来，阿个割片的来，别的咱们罗外稻也外稻个嘛，打片的。 တားဖြားထားတဲ့ပတ်တံလေးတောင်းမယ်နော်ဒါဆိုဝိုင်တားကိုမှတားဖြားထားတဲ့ပတ်တံကဘလို့တောင်းရလဲဆိုတော့တုံးပြပြမယ်ကိုအကိုရဲ့မူလအခြေခံရှေ့ချမ်းပတ်တံတစ်ခုကိုဆွဲလိုက်မယ်နော်ကိုအခုကိုတောင်းနေကြမူလအခြေခံရှေ့ချမ်းပတ်တံလေးတောင်းလိုက်မယ်ရှေ့ချမ်းပတ်တံတစ်ခုလေးဆွဲလိုက်မယ်ဆွဲပြီးလို့ရှိရင်ပထမဦးဆုံးနေနဲ့တုံးတို့ရင်ထိတ်မြင်းလေးဆွဲမယ်နော်ဒါတုံးရဲ့ရင်ထိတ်မြင်းပေါ့နော်ဒီမှာတုံးရဲ့ရင်ထိတ်မြင်းကဘလို့ဆွဲလဲဆိုတော့ဒီဂျိုင်းမားကနေအကိုနှစ်လက်မခွဲလေးစင်ပါကရင်ထိတ်မြင်းလေးရပါတယ်ဒါဆိုရင်တုံးရင်ထိတ်မြင်းတစ်ချောင်းဆွဲလိုက်မယ်ရင်ထိတ်မြင်းတစ်ချောင်း ွဲတဲ့အခါမှာဆိုတည်မြင်နေကြည့်နော်တရားလဲဆန္ဒမြင်နေကြည့်တရားလဲဆန္ဒမြင်ကိုကြတော့တော့တောင်းမှန်ကြကြလေးဖြစ်နေရမယ်ဒါမှမြင်တဲ့တရားလဲဆန္ဒမြင်တဲ့တောင်းမှန်ကြကြလေးဖြစ်နေရမယ်မြင်တဲ့ထိတ်လဲဆွဲပေးရမယ်နော်ဒါဆိုရင်ဒါလေးကကြတော့ရင်ထိတ်မြင် ။ဒါနဲ့ကြတော့ရင်ထဲ့မြင်သွန်ဆွဲလိုက်ပြီနော်။ဒီဒီအမှတ်ကနေအောက်ကိုနှစ်လက်မခွဲလေးဆင်းလိုက်ပါကရင်ထဲ့မြင်လေးရသွားပြီနော်။ဒါကြတော့သွန်ပတ်တန်ဆွဲနေကြ။ပတ်တန်ဆွဲတိုင်းဒီရင်ထဲ့မြင်အကုန်ပါပါတယ်နော်။ရင်ထဲ့မြင်မလို့ရှိရင်သွန်ရပတ်တန်ရခါရှင်မြင်နေရှိပါတယ်။ခါရှင်မြင်နဲ့ဆက်ဆွဲမယ်။ခါရှင်မြင်ကကြတော့ဒီအမှတ်ကနေအောက်ကိုတလက်မလေးသွန်အရင်ဖယ်လိုက်မယ်။ဒါသက်သက်ကွန်လန်ကိုအပေါ်ကနေတလက်မတက်ထားဖြစ်သက်ကြောင့်အောက်ကိုတလက်မလေးပြန်နှုတ်မယ်။နှုတ်ပြီးလို့ရှိရင်သွန်တို့ဆက်လေးခွဲနေယူလိုက်ပါမယ်။ဒါကကြတော့ဒီဆက်လေးခွဲ ဲအမှန်တကယ်ကြတော့ဒါကကြတော့အခါအရှည်မြင်เนาะဒါကကြတော့အခါအရှည်မြင် အခါရှင်မြင်နော်ဒါအခါရှင်မြင်အခါရှင်မြင်ပြီးလို့ရှင်ရတုံးတို့ဒီတိုင်းလေးနဲ့မပြီးဘူးတုံးတို့ဓာဖြောင်းရတဲ့အပိုင်းပါတာဖြစ်တဲ့ကြောင့်မလို့ဒီလိုမျိုးအလားကွန်တန်ဓာဖြောင်းတဲ့အပိုင်းပါတာဖြစ်တဲ့ကြောင့်မလို့တုံးတို့ရှင်အောင်မြင်တဲ့ကြောင့်လည်းလို့လေဓာဖြောင်းပတ်တန်သွားတိုင်းမှာဆိုရင်အောင်မြင်တဲ့ကြောင့်အများတန်းဆွဲပေးပါဒါဆိုရင်အောင်မြင်ကဘလို့ဆွဲရလဲပြန်ပြောမယ်နော်ဒီလိုမျိုးဓာဖြောင်းထားတဲ့ပတ်အကရွတ်ကိုကကြတော့ဓာဖြောင်းတဲ့အပိုင်းမပါဘူးဆိုရင်တုံးတို့ဒီမြင်နှမြင်နဲ့တင်ပြီးတော့ပြီဝိုက်တာလေးဆွဲလိုက်ရုံပဲနော်ပြန်ပြောမယ်ကိုကိုချောင်းမဲ့တဲ့ဆိုင်က ဖြားထားတဲ့အပိုင်းမပါဘူးဒီလိုမျိုးရိုရိုအတိုင်းပဲဝိုင်းတောက်ရိုရိုအတိုင်းပဲဆိုရင်တင်မြင်းနဲ့မြင်းနဲ့တင်ပြီးတော့ပြီးတင်မြင်းနဲ့မြင်းရွေးပြီးလို့ရှိရင်တုံးတော့ဝိုင်းတောက်ပတ်တန်လေးဆွဲလိုက်ရုံပဲဒါပေမဲ့အခုကကြတော့တုံးတော့ဒီအောက်အနားလေးကသားဖြားထားတဲ့ပတ်တန်လေးဒီအောက်အနားလေးအဖက်လေးကသားဖြားထားတဲ့ပတ်တန်လေးပါလာဖြစ်အတွက်ကြောင့်မလို့သားဖြားထားတဲ့ပတ်တန်အပိုင်းဆိုရင်တုံးတော့ရင်အောင်မြင်းလေးလိုပါတယ်ရင်အောင်မြင်းကဘယ်ကလာလဲဆိုတော့ဒီရင်ရင်ထက်မြင်းလေးကိုပဲတုံးတော့အောက်ကိုနှစ်လက်မှလေးစိမ့်ပါကဒါဆိုရင်အောင်မြင်းလေးရပါတယ်ဒါဆိုရင်ရင်အောင်မြင်းလေး ဲ့တော့ကြောင်းလေးဆွဲလိုက်ပါမယ်နော် ီအမှားကနေတုံတုံနှစ်လက်မှလည်းဆင်းမယ်နှစ်လက်မှဆင်းထားတဲ့အမှားကိုရင်အောင်မြင်လေရပါတယ်ဒါဆိုရင်ဒါကြတော့ရင်အောင်မြင်တဲ့တုံးဆွဲလိုက်ပြီနော်ဒါကြရင်အောင်မြင်ဘာဖြစ်လို့လဲဆိုတော့တုံးဒါဖြောင်းထားတဲ့ပတ်တံပါတာဖြစ်အတွက်ကြောင့်မလို့ဒီရင်အောင်မြင်လေတုံးဆွဲတာချင်းဖြစ်တယ်နော်အကယ်၍ရိုးရိုးဝိုက်ထားမဲ့ဆိုရင်ဒီရင်အောင်မြင်ဆဲเสียရမလို့နော်ဒါကြတော့ဒါဖြောင်းထားတဲ့ပတ်တံအပိုင်းပါတာဖြစ်အတွက်ကြောင့်မလို့ရင်ရင်အောင်မြင်ဒီတကြောင်လေးဖြစ်မယ်ဒါဆိုရင်တုံးတို့ရင်အောင်မြင်လေရပြီဆိုရင်ဒါဆိုရင်ကိုယ်ထက်တောင်းလေးစားထဲတော့မယ်ကိုယ်ထက်တောင်းစားထဲတဲ့အခါမှာဆိုရင်ဒီ နှစ်ခုပေါ့နော်ကိုရရှင်ထိုင်မှန်နှစ်ခုကိုပေကျိုးနဲ့တိုင်းမှာတိုင်းမလို့ရှင်တဝက်ဝက်ပါတဝက်ဝက်ထားတဲ့တံပိုးအတိုင်းပဲတဝက်ဝက်ထားတဲ့တံပိုးအတိုင်းပဲဒီကိုထက်တားလေးလာထည့်မယ်ပြန်ပြောမယ်နော်ကိုရဒီဒီကိုထက်တော့ဒီနှစ်ခုနဲ့တော့ဘလို့ထည့်ရလဲဆိုတော့အတိကျလိုချင်တဲ့လူအတွက်ဆိုရင်ပေကျိုးနှစ်ခုကိုတိုင်းမှာရှင်ထိုက်ဒီပက်ရင်ထိုက်ကနေဒီပက်ရင်ထိုက်ပေါ့နော်ပေကျိုးနဲ့တေချာလဲတိုင်းမလို့ရှင်တဝက်ခွဲမယ်တဝက်ခွဲပြီးရလာတဲ့တံပိုးလေးကိုဒီမှာကိုထက်တားလေးလာရေးမယ်နော်ဒီမှာဆိုရင်ကိုရကိုထက်ထားခါကြတော့သုံးဖဲဆိုပါဆို 你么说，以东东快也来嘛咯，啊 <noise>，来嘛的也来嘛咯，大姑爹大姑也今天呢拍个大米肉片，伢来得真不离不孬，大东快说说话说，诶，东快那个冬天的家。 အကောင်လုံးအပေါ်ကနေအောက်ထိဒီလိုမျိုးမြင်းတစ်ချောင်းဆွဲလိုက်ပါမယ်เนาะပုံဆွဲလိုက်ပြီเนาะဒီမှာဆိုရင်ကိုယ့်ရဲ့ယင်ထိုက်အမှတ်လေးနှစ်ခုပေါ့เนาะဒီမှာနှင်းနဲ့ဆာရထားတဲ့တံပိုးယင်ထိုက်ဒီမှာအသားအလယ်မှတ်တစ်ခုရသွားပြီဒါအလယ်မှတ်တစ်ခုရပြီလို့ရှိရင်သုံးလို့ဓာဖြားထားတဲ့အပတ်တံအပိုင်းတောင်းတော့မယ်เนาะဓာဖြားထားတဲ့အပတ်တံအပိုင်းတောင်းမယ်ဆိုရင်ဒီတင်ပတ်လေအမှတ်ကနေဘယ်၄၀ညာ၄၀တောက်ဖို့မယ်เนาะ တင်တင်ပါလေအမှားကနေဘယ်လေးဆဲညာလေးဆဲနဲ့တောက်ဖို့မယ်အထို့တူပဲခါဖတ်လေအမှားကနေဘယ်လေးဆဲညာလေးဆဲနဲ့တောက်ဖို့မယ်အထို့တူပဲဒီရင်အောင်မြင်းကနေဘယ်လေးဆဲညာလေးဆဲနဲ့တောက်ဖို့မယ်နော်တောက်ဖို့ပြီးလို့ရှိရင်ဒီလိုမျိုးဒီတင်ပါလေဒါကြတော့တင်ပါလေနော်တင်ပါလေမြင်းဒါတင်ပါလေမြင်းတင်ပါလေမြင်းခါပါလည်းမြင်ရင်အောင်မြင်အကုန်လုံးကိုထဲတောင်းမှကနေဘယ်လေးဆဲညာလေးဆဲအကုန်ယူလိုက်မယ်ယူပြီးလို့ရှိရင် ကုံတော့တောက်ထဲလိုက်မယ်နော်တူတူပဲယူရမယ်နော်ပြန်ပြောမယ်ရင်အောင်မြင်ခါပါလည်းမြင်တင်ပါလည်းမြင်အဲ့ဒီမြင်တော့မြင်စလုံးကိုဖယ်လေးဆိုင်ညာလေးဆိုင်အကုန်လုံးဖယ်လေးဆိုင်ညာလေးဆိုင်ပဲယူမယ်နော်တင်မြင်တော့မြင်စလုံးနော်ဒါကြတောက်ဖြားရမယ်ပတ်တာအပိုင်းသားပြရရမယ်ပတ်တာအပိုင်းသွန်တော်လို့ရှိရင်ဒီလိုမျိုးပဲအမြဲတမ်းယူပေးပါနော်အဲကဲရသားပြထားတဲ့ပတ်တာအပိုင်းမပါလို့ရှိရင်ဒီလိုမျိုးမဟုတ်ဘူးနော် တားဖြားဝိုက်တားပတ်တံမှာတားဖြားတဲ့အပိုင်းဆိုအသမျိုးသုံးမယ်ဒီရိုးရိုးပတ်တံအတွက်ဆိုတား2မျိုးသုံးမယ်2မျိုးပဲဝိုက်တားမှာဆို2မျိုးပဲတား2မျိုးပဲသုံးမယ်နော်တွန်းတော့ရိုးရိုးအတိုင်းဆိုနောက်2မျိုးသုံးမယ်တားဖြားတဲ့ပတ်တံတိုင်းဒီတောက်သုံးမယ်နော်ကို6မဲအင်ချီဒီဇိုင်းကတားဖြားထားတဲ့အပိုင်းပါလားတားဖြားထားတဲ့အပိုင်းပါမဆိုအကောင်လုံးဒီလိုမျိုးပဲသုံးမယ်နော် ဒါဆိုရင်တုံတော့ white တာလဲစဆွဲတော့မယ်နော်အဲ့လိုမျိုးလဲဆိုင်လဲဆိုင်ဖြည့်ပြီးလို့ရှိရင်ဒါဆို white တာလဲတုံတော့စတော့မယ် white တာကမြင်းကကြတော့ဘယ်လိုလဲဆိုတော့ဒီ join လေးကိုတုံတော့မြင်းတစ်ချောင်းဆက်လိုက်ပါမယ်ဒီ join လေးကိုမြင်းတစ်ချောင်းဆက်ဆက်ပြီးလို့ရှိရင်အဲ့ဒီ join လေးကိုအတဝက်ဝက်မယ် ဝိုက်တာပတ်တန်တဲ့သုံးစားဖြစ်နေပြီနော်အမှတဝက်ဝက်မယ်တဝက်ဝက်ထားတဲ့အမှကနေတောင်းမှန်ချက်ချာသုံးသုံးသုံးပတ်တန်ရတောင်းမှန်ချက်ချာနှစ်လက်မနဲ့6စိတ်လေးဝင်ထားတာလေးပါနော်ဒီမှာဆိုဒီနေရာအမှတ်လေးရတယ်တွေ့လားဆိုသုံးပတ်တန်ရဒီဒီဒီနှစ်ခုကိုတဝက်ခွဲတယ်တဝက်ခွဲပြီးတောင်းမှန်ချက်ချာနှစ်လက်မနဲ့6စိတ်လေးဝင်တယ်နောက်တစ်ခုနောက်ပြီးလို့ရှိရင်အပေါ်ကဆိုနောက်ထပ်တဝက်လေးထပ်ဝက်တယ်နောက်ထပ်တဝက်ထပ်ဝက်ပြီးလို့ရှိရင်တောင်းမှန်ချက်ချာ တလမနဲ့6စိုက်လေးဝင်တယ်နော်တောက်မှကြကြားဒီမှာဆိုရင်တလမနဲ့6စိုက်လေးဝင်တယ်ဒါလေးပဲပဲသွင်းရဂျိုင်းဝိုင်းကြီးကဒါလေးပါပဲနော်ဒါဆိုရင်သွင်းတော့ဂျိုင်းဝိုင်းပြီးဆိုရင်ဒါဆိုရင်ဝိုက်သားလေးဆွဲတော့မယ်ဝိုက်သားလေးဖြီတော့မယ်ဝိုက်သားဖြီတဲ့အခါမှာဆိုရင်ဒီဂျိုင်းရဲ့အလဲမှတ်ကနေဂျိုင်းရဲ့တဝက်ဝက်ထားတဲ့မှတ်ကနေအောက်ကို၄စိုက်ဆင့်မယ်ဒါဝိုက်သားလေးစားဝိုက်တော့မယ်နော်ပထမအဆုံးမြင်သွင်းတော့ဝိုက်မယ်နော်ပထမအဆုံးမြင်ကပဲမှတ်တွေပါလဲဆိုတော့ဒီတော့မှတ်ပါမယ်ဂျိုင်းကိုတော့ဝက်ဝက်ထားတဲ့အမှတ်လေးပါမယ်ညပြမနော်ဒီအမှတ်ဒီအမှတ်လေးပါမယ်ပထမအမှတ် ဒီမှာဆိုရင်ဒုတိယအမှတ်ဒီမှာဆိုရင်တတိယအမှတ်လေးပါအမှဆိုတတရမှာအမှတ်၃မှတ်ကိုပေကွင်းနဲ့ထင်အောင်ထားပြီးဝိုက်မယ်ပြန်ပြောမယ်နော်ပြန်ပြောမယ်နော်အခု၃ဝိုက်ပြီနော်ဒီမှာဆိုဖတ်တမမှတ်ဒုတိယမှတ်ဒီမှာဆိုရင်တတရမှတ်အမှတ်၃မှတ်ကိုပေကွင်းနဲ့ထင်အောင်ဝိုက်မယ်ပေကွင်းပြန်ပြောမယ်နော်ဒီမှာဆိုဖတ်တမမှတ်ဒုတိယမှတ်တတရမှတ်အဲ့ဒီမှတ်၃မှတ်ကိုပေကွင်းနဲ့ထင်အောင်ထားပြီးတုံးလုံးဝိုက်ပါမယ်မှန်နော်ပေကွင်းနဲ့ထင်အောင်ထားမယ် လားဒီမှာဆိုဘစ်ကွင်းနဲ့ထိပ်ပြီနော်ဘစ်ကွင်းနဲ့ထိပ်ပြီလို့ရှိရင်တုံတုံဝိုင်းလိုက်ပါမယ်ဒီမှာဆိုရင်ရတော့ပြီတွားဟမ်ဒီမှာဆိုရတော့ပြီတွားလားမဆိုဖဏမမှတ်ဒုတိယမှတ်တတိယမှတ်ဒါလည်းမထွက်လေရတယ်နော်ဒါကိစ္စမကြီးဒါမထွက်လေရတယ်အမဖြတ်နောက်မှတုံးဖြတ်ပြင်မယ်နော်ဒီမှာတွားမှတ်နှစ်မှတ်သုံးမှတ်တွားလားအမသုံးမှတ်လည်းထိတွားပြီနော်ထိတွားပြီလို့ရှိရင်ဒုတိယမြင်းလည်းဆက်ဝိုင်းမယ်ဒုတိယမြင်းဒုတိယမြင်းကကြတော့ဒီမှာလေးစိုက်စင်တာလည်းမှတ်ဒီလေးစိုက်စင်တာတဲ့အမှတ်နော်ဒီမှာဆိုရင်တတ်မှတ် တမတ်ဒီအမှတ်ကနေတုံးတော့အပေါ်ကိုတလမနဲ့နှစ်စိတ်တက်ပဲပါဒါအတော့အမြဲတမ်းချိုင်းတော့ထည့်လို့ရှိရင်ဒီရင်ထိုင်းမှာကနေအပေါ်ကိုအမြဲတမ်းတလမနှစ်စိတ်တက်နေကြပဲနော်မှဆိုရင်တလမနှစ်စိတ်ချိန်မှာနော်ဒီဒီရင်ထိုင်းမှာကနေအပေါ်ကိုတလမနဲ့နှစ်စိတ်တက်မယ်ဒါဆိုရင်တမတ်နှစ်မှတ်သုံးမှတ်အဲ့ဒီမှတ်သုံးမှတ်ကိုနှစ်ထပ်နှစ်ထပ်ပြေးကွင်းနဲ့ထောက်ပိုက်မယ်ပြန်ကြမယ်နော်မှဆိုတမတ် နမကောင်းမတိမကပါလဲဆိုတော့ရင်ထိုင်မကနေအပေါ်ကိုတလမနှစ်ဆိုင်တက်ပြပါဒါတွန်ဂျိုင်းဝိုင်းနေကြအမြဲတမ်းရင်ထိုင်မကနေအပေါ်ကိုအမြဲတမ်းတလမနှစ်ဆိုင်တက်ပြမှတာနေဂျိုင်းတောက်လေအမြဲတမ်းထိုးတယ်နော်ဒါကြောင့်မတွန်ရအမှတ်ကတွန်ရပတန်ရတိမှတ်လေးရှိနေပြီးသားနော်ဒါကြောင့်မလို့ဒီမှာဆိုရင်လေးဆိုင်စင်တာတဲ့အမှတ်ရဲ့ဒီမှာတမှတ်နမကောင်းမ အဲ့ဒီတော့မှတ်ကိုပေကွင်းနဲ့ထိအောင်ထားပြီး white ပေးရမယ်အဲ့လိုမျိုးပေကွင်းနဲ့ထိအောင်ထားထားမယ်ဆိုရင်သူ့ရဲ့ဒီဒီ white လေးအကားနည်းနည်းလေးပြန်ယူပေးရမယ်နော်ဒီပြမယ်ဆိုဒီ white လမ်းကြောင်းအတိုင်းပဲတုံးတုံး white ပေးရမယ်ပြပြလေးဖြစ်နေရမယ်နော်ဒါ black ပြန်ပြောမယ်တမန်နမတ်တော့မှတော့မှတ်ပြမယ်အကားဆိုနည်းနည်းလေးသူ့ white အတိုင်းပဲတွားရမယ်သူ့ရဲ့ light အတိုင်းနဲ့တွားရမယ်နော်အမှဆိုရင် သုံးဝိုက်လိုက်ပါပြီတွေ့လာဒီမှာဆိုရင်အမှတ်သုံးမှတ်ကိုပေကွင်းနဲ့ထည့်အောင်ထားလိုက်မယ်တွေ့လားရပြီနော်ဒီမှာဆိုတမှန်နှစ်မှတ်သုံးမှတ်သုံးမှတ်ဆိုပေမဲ့လေအကားဆိုရင်ဘုံလုံး၄၀လောက်အမှ၆၀လောက်အဲ့လိုမျိုးသူ့ရဲ့အဝိုက်အတိုင်းတွားပေးရမယ်နော်ဒါဆိုရင်သုံးဝိုက်လိုက်ပါပြီဒီမှာအကားဆိုရင်သူရဲ့၄စိမ့်လား၆စိမ့်လားပေါ့နော်သူရဲ့တော့စနာသုံးပိုက်ခဲ့တဲ့အဝိုက်အတိုင်းပဲသူရဲ့အမှန်အတိုင်းပဲသူရဲ့လမ်းကြောင်းအတိုင်းပဲသုံးနည်းနည်းလေးစင်ပေးရမယ်သူရဲ့အဝိုက်အတိုင်းဖြစ်ဖို့အတွက်ရလာတာ ီဘက်သားလည်းပြီးသွားပြီဒီဘက်ကိုထည့်ရလည်းပြီးသွားပြီဒီဘက်သားလည်းခြံနေသေးတယ်ဒါဆိုဒီဘက်သားကသုံးလို့ဘယ်လိုထည့်ရမလဲဆိုတော့ဒီသားကဆိုရင်တမန်နှမတ်သုံးမှအစ်ဒီမှတ်သုံးမှကိုသုံးဆက်လိုက်ရုံပဲပြန်ပြမယ်နော်ဒီဘက်ကိုထည့်သားကဘယ်လိုဆက်ရလဲဆိုတော့ဒီမှာဆိုတမန်ဒီမှာဆိုတစ်တနမနှစ်တထားတဲ့အမှတ်ရယ်ရှင်ထိုင်းမှတ်ရယ်ဒီအကားနေစိမ့်အမှတ်ရေနော်ဒီအဒီအကားကိုတဲအမှတ်ကနေတုံးတုံးလေးစိမ့်ထွက်ထားတဲ့အမှတ်ရေထောက်ထိုးထားတဲ့အမှတ်ရေဒါဆိုတမှန်နှမသုံးမှတ်အဲ့ဒီအမှတ်သုံးမှတ်ကိုဘေကွင်းနဲ့ထိအောင်ထားပြီးလို့ရှိရင်တုံးတုံးဒီလိုမျိုးလေးဝိုက်လိုက်ရုံပါပဲနော် တွလားဒီလိုမျိုးလေဝိုင်းလိုက်ရောပါပဲเนาะတွလားဒါဆိုရင်ရတော့ပြီเนาะအခုလိုမျိုးဝိုင်းတဲ့အခါမှာဆိုရင်လေအပေါ်ကဆိုရင်တက်တရမနဲ့တတာနဲ့မှာအပေါ်ကဆိုရင်တုံးတုံး၄၆၆လာသူ့ရဲ့အဝိုင်းအတိုင်းပဲသူ့ရဲ့လမ်းကြားအတိုင်းပဲရှင်းနေရမယ်เนาะဒါဆိုရင်အကနဲ့တုံးတုံးအပေါ်ကိုဝိုင်းမယ်ဒီထိတ်မဟုတ်เนาะဒီအပေါ်မှာတွလားသူ့ရဲ့လမ်းကြားအတိုင်းပဲတုံးတုံးနဲ့နဲ့တွားပေးရမယ်တမတာနဲ့တပြဲညီဖြစ်မှာတွလားဒီလိုမျိုးเนาะဒီလိုမျိုးဝိုင်းပေးရမယ် ဒါဆိုရင်ရသွားပြီဒါဆိုဝိုက်တောက်ဒါဖြာဝိုက်တောက်ပတ်တံကိုမှဒါဖြာထားတဲ့ဒီဇိုင်းတောင်းမယ်ဆိုရင်ဒီကိုထည့်ထားနေတာတုံးတော့သွားပေးရမယ်နော်ဒါဇိုင်းပတ်တံအပိုင်းဖြစ်တဲ့ခါမှာဆိုတုံးတော့ဒီအောက်ပိုင်းလေးရင်ဖြစ်မယ်နော်ဒီရင်ပြဆက်ကအခုတုံးဖြတ်ထားရင်ပဲဆက်ကဒီလောက်ပဲရှိတယ်နော်ဒီလောက်ပဲရှိတယ်အကယ်၍ရင်ပြဆက်ကတုံးတော့အပေါ်ကိုမြင့်မြင့်လေးယူခဲ့မယ်ဆိုရင်ဒီမျိုးဝိုက်တဲ့ခါမှာဆိုဒီမျိုးအကားဆိုနည်းနည်းပေါ်များမှာပေါ့နော်ဒါအကြတော့ကိုပေါ်တလောက်ဝွေရဲတလောက်ဝိုက်ပါဒါအကြစိစမ်းမရှိဘူးနော်ပြန်ပြမယ်နော်ဒီရင်ပြဆက်ကကြတော့ခါတိုင်းဆိုတုံးတော့ရှင်အောက် အခင်အောက်ကိုပဲအမြဲတမ်းယင်ဖြတ်ဆက်ယူတယ်ဒါမဲ့အဲ့လိုမျိုးယင်အောက်မှမဟုတ်ဘူးယင်အောက်မှမဟုတ်ဘူးယင်ဖြတ်ဆက်ယူတာအာဖြတ်ဆက်ယင်ဖြတ်ဆက်မဟုတ်ဘူးနော်ဖြတ်ဆက်ယူတာကကြတော့ဒီယင်အောက်မှမဟုတ်ဘူးပြောမှဆိုရင်ဒီယင်အောက်ကနေ အောက်ထိပ်ပေါ့နော်မမေစိုက်ကြယူလို့ရတယ်ရင်ဖြတ်ဆက်ကကြတော့နော်ဒီလိုမျိုးရင်ဖြတ်ဆက်ကကြတော့ရင်အောက်မှမဟုတ်ဘူးဒီအောက်ပိုင်းကပေါ့နော်ကိုမမေစိုက်ကြယူလို့ရတယ်ဒါမဲ့ဒီလိုမျိုးဒီဇိုင်းပတ်တန်အရာဒီလိုမျိုးအခွဲဒီဇိုင်းပတ်တန်အရာတုံတော်ခါပတ်လည်မြင်းထက်ကြော်လို့ရှိရင်တအားကိုခွဲများသွားမယ်ဒါကြောင့်မို့တုံတော်အလွန်ဆုံးဆိုရင်ခါပတ်လည်မြင်းနဲ့ယူပေးပါဒီခါပတ်လည်မြင်းကိုရင်ဖြတ်ဆက်လောက်မယ်နော်ပြန်ပြမယ်နော်ဒီလိုမျိုးဒါကြောင့်တုံးရရင်ဆက်ဒီလောက်နော်တုံးရရင်ဆက်ဒီလောက်နော်အကယ်၍ဒီလိုမျိုးဒီဇိုင်းကဒီလိုမျိုးအခွဲလေးကကြတော့တုံတော်အလဲကနေတော့ဝိုက်ထတာဖြစ်ရတဲ့အတွက်ကြောင့်မို့ရှင်အဲ့ဒီရင်ဆက်လေးက တော့အဲ့ဒီဖြတ်ဆက်လက်ကကျတော့တုံးအပေါ့ကိုရခဲမဲ့ဆိုရင်ဒီအကတော်တော်လေး क्वे သွားမယ်နော်ဒါကြောင့်မလို့ဒီလိုမျိုးသဆိုင်ဒီလိုမျိုးသဆိုင်ဒီအကအဝိုက်သဆိုင်လိုမျိုးယူခဲတဲ့အခါမှာဆိုရင်ဒီရင်ဒီခါပတ်လက်အောက်ပဲယူပြပါဒီခါပတ်လက်အပေါ့ကိုမယူနဲ့ เนาะตุยะဖြတ်ဆက်ကိုကြာတော့ဒီခပတ်လဲအောက်ကိုပဲယူပေးပါခပတ်လဲအပေါ်ကိုမယူနဲ့အကယ်၍ဒီအခွဲလေးကကြာတော့တုံးတို့ဒီလိုမျိုးအလဲအလဲခွဲပဲဒီအလဲပုံစံပဲမယူပဲနဲ့ရင်ပုံးပုံစံတို့လားဒီဒီဒီဖက်ကနေအပေါ်ကိုပြန်ထတာရင်ပုံးပုံစံနဲ့ယူခဲ့မယ်ဆိုရင်ဒါဆိုရင်သူတိတ်မပေါ်ဘူးဒါဆိုတော့တုံးနဲ့နည်းနည်းလေးယူလို့ရတယ်เนาะဒါပေမဲ့အခုလိုမျိုးအလဲအလဲဒီလိုမျိုးအလဲခွဲတဲ့အခါမှာဆိုရင်တုံးတို့ဒီခပတ်လဲမြင်အပဲယူပေးပါခပတ်လဲအမြင်အပေါ်ကိုမယူနဲ့ဒါဆိုရင်အခုအခုတစားရရင်ဖြတ်ဆက်ကိုကြာတော့တုံးတို့ခပတ်လဲအပဲယူပေးပါဒါဆိုရင်ခပတ်လဲမြင်နေရတယ် ်။ခါပတ်လည်မြင်းနေနေရတယ်။ခါပတ်လည်မြင်းကနေအောက်ကိုတလက်မဆင်းနေလေရတယ်။ဒါမိမိစိတ်ကြယူလို့ရတယ်နော်။ဒါဆိုရင်တော့ခါပတ်လည်မြင်းနဲ့ပဲယူလိုက်တော့မယ်နော်။ရလာတော့အခပါလက်မြင်းနဲ့ပဲယူလိုက်မယ်မမေစက်ချယူလို့ရတယ်နော် အကယ်၍ကိုကကြတော့အကယ်၍ကိုကအောင်းနည်းနည်းချမဲ့ဆိုလုံသွားမယ်အကယ်၍ကိုကခပါလက်မြင်းနဲ့ယူခဲမဲ့ဆိုတော့တုံးလို့မျိုးနည်းနည်းလေးပေါ်နေလိုက်မယ်နော်နည်းနည်းလေးပေါ်လိုက်မယ်အကယ်၍ကိုကမြင်းများပေါ်ချင်လို့ရှိရင်နည်းနည်းအပေါ်တက်လို့ရတယ်ဒါမမေစက်ချတောင်းလို့ရတယ်နော်မမေစက်ချတောင်းလို့ရတယ်ဒါဆိုရင်ဒီမှာလေးကိုရင်ဖြတ်ဆက်လို့တုံးပြင်ဆက် 片山劳动西来嘛？喏、嗯，马所以片山劳动西来嘛？片比变色的哈，大家木落片山路高的喏，对面果东落片咩？片比落山变色的，大家木落片山路高的，你吧？但是对面你嘛东片的看嘛，所以。 ဒီမှာညာလေးမှာသုံးဖြတ်တဲ့အခါမှာဆိုအပေါ်အောင်လေးကို640 AP ထည့်ပေးပါမဖဲလို့ရှိရင်မေ့မယ်နော်မချောအပေါ်အောင်လေးကို640 AP ထည့်ပေးပါနော်နောက်ပြီးလို့ရှိရင်သုံးလို့ဒီကိုလိုချင်တဲ့ဒီဇိုင်းဖြတ်ဆက်တဲ့နေရာဖြတ်ဆက်နေရာရသွားပြီနော်ဖြတ်ဆက်နေရာရပြီလို့ရှိရင်ကိုလိုချင်တဲ့ဒီဇိုင်းဒီအခွက်ဒီအဝိုက်လေးသုံးလို့ white တော့မယ်နော်ဒီအဝိုက်လေးသုံးလို့ white တော့မယ်အဲ့လိုမျိုးအဝိုက် white တဲ့အခါမှာဆိုရင်ဒီအဝိုက်လေးကကျတော့သုံးလို့ဒီအောက်အနားလေးတွေ့တယ်ဟုတ်ဒီအောက်အနားလေးပေါ့နော်ဒီအောက်အနားလေးအဲ့ဒီအဝိုက်လေးကကျတော့ဒီအောက်အနားလေးကိုသုံးလို့ဒီလိုမျိုးအတူအဖက်လေးထည့်ချင်လားနော်ဒီအောက်အနားလေးကို တရားနာလေကိုသူလိုမျိုးပဲအတူအဖတ်လဲထဲချင်လာအဲ့လိုမျိုးအတူဖတ်ထဲကြခါမှာဆိုရင်တုံလုံးနဲ့နဲ့ညှတ်ထောက်ပေးရပါတယ်ဒီသူ့စာထဲပို့အတွက်ကိုရပတန်လေးကိုညှတ်ထောက်ပေးရပါတယ်ဒီအတူအဖတ်လဲကကြတော့ကိုဘလောက်ထဲချင်လဲတလမထဲချင်လာတလမထဲချင်လို့ရှိရင်တင်ပတ်လေအမှားကနေတုံတော့တလမလေညှတ်ထောက်မယ်အကယ်၍ဒီအတူအဖတ်လဲကကြတော့60စိတ်ပဲထဲချင်လာ60စိတ်ထဲချင်လို့ရှိရင်ဒီတင်ပတ်လေအမှားကနေတုံတော့60စိတ်လေးနှုတ်ပေးရမယ်60စိတ်လေးညှတ်ထောက်ပေးရမယ်ဒါမှလည်းအဲ့လိုမျိုး ိုထပ်ထဲလိုက်တဲ့ခါမှာဆိုအဲ့လိုမျိုးညှက်ထောက်ပေးရမယ်ဘာမှတာနဲ့ဒီရှစ် channel နောက် channel တို့ပြန်ဆက်တဲ့ခါမှာဆိုကွတ်တိတွားကြမယ်နော်ဒီလိုမျိုးအတူအဖက်လေးထဲမှာဖြစ်ရတဲ့ကြောင့်မလို့တုံတော့တလက်မထဲမှာဖြစ်ရတဲ့ကြောင့်မလို့တလက်မလည်းနှုတ်မယ်ဒါဆိုဒီတင်ပတ်လေအမှတ်ကနေအပေါ်ကိုတုံတော့တလက်မလည်းတိုင်းလိုက်မယ်နော်ဒီပြင်ပတ်လေအကားနေအပေါ်ကိုတလက်မလည်းတိုင်းလိုက်မယ်တိုင်းလိုက်ပြီးလို့ရှိရင်ဒီရှစ်ကိုကြတော့တုံတော့၆ဆာအနေနဲ့ပေါ့နော်တလက်မခွဲလောက်တက်တက်လေးဝင်လိုက်မယ်ညလာဒီအမှတ်ကနေအပေါ်ကိုတုံတော့ တလက်မလေးနှောက်မယ်ဒီအကားနဲ့အပေါ်ကိုတလက်မနဲ့နှောက်မယ်ဒါဆိုတော့တော့ဒီလောက်ရပြီဒီညာကကြတတဲ့ပဲယူရမယ်ဒီအပေါ်ကတလက်မဒီအပေါ်ကဆိုရင်တလက်မဒီအပေါ်ကဆိုတော့တုံးတတိချလေးအကွာဝေးညင်ညင်လေးတိုင်းလို့ရှိရင်တလက်မတလက်မလေးယူလိုက်မယ်နော်ဒါဆိုရင်ဒီဒီရပြီနော်ဒီရှက်ကဆိုရင်တုံးတတဲ့ပဲယူမယ်နော်ဒါကကြောင့်ချုပ်စာတလက်မလိုတိုပိုရှော့လေးစိုက်ထားပေးဒါကြောင့်မလို့တတဲ့လေးကိုကြတော့တလက်မခွဲတဲ့တုံးယူလိုက်မယ်ယူပြီးလို့ရှိရင်ကိုဒီအမှတ်နဲ့စိုက်ကြိုက်ဝိုင်းလို့ရပြီအမေလိုချင်ရအောင်ဝိုင်းလေးဝိုင်းလို့ရပြီတုံးလိုမျိုးဝိုင်းချင်လားဒါမှမဟုတ်ဆိုနည်းနည်းဝဝိုင်းလေးဝိုင်းချင်လားဘလိုဘဲဝဝိုင်းဝိုင်းလို့ ့ရတယ်ဘလို့ပဲတွန့်ထွင်ရတယ်နော်ဒါဆိုရပြီလားဒီလိုမျိုးဆက်ချတဲ့အခါမှာဆိုတင်မှတ်ကနေအကို၄စိုက်လေး၆စာအနေနဲ့ပေါ့နော်၄စိုက်လေးနည်းနည်းဖြည့်ပေးပါအဲ့လိုမျိုး၄စိုက်ဖြည့်ပြီးမှသာလဲဒီနှစ်ခုကိုတုံးလို့ဆက်လိုက်ရုံပဲဆက်တဲ့အခါမှာဆိုမိတ်ဆက်ကြိုက်ဆက်နိုင်တယ်ဘလို့ဆက်ဆက်ဆက်လို့ရတယ်နော်ခါပါလဲအမှတ်ကနေတုံးလို့၄စိုက်လေးချလိုက်မယ်၆စာအနေနဲ့ပေါ့နော်၄စိုက်ချလို့ရှိရင်ဒီလိုမျိုးပဲတုံးဝိုင်းလိုက်ရုံပါပဲနော်ရလားဒီလိုမျိုးပဲတုံးလို့ဝိုင်းလိုက်ရုံပါပဲတွလားနော်ဒီလိုမျိုးပဲတုံးလို့ဝိုင်းလိုက်ရုံပါပဲ ညလာဒါမမေးဆက်ကြိုက်ဝိုင်းနိုင်တယ်เนาะဒါကကျွန်တော်မမေးဆက်ကြိုက်ဝိုင်းနိုင်တယ်ဒီလိုမျိုးဝိုင်းလို့ရတယ်ဒီလိုမျိုးအကွေးလေးရတယ်မမေးဆက်ကြိုက်ယူလို့ရတယ်တမသုံးဝိုင်းထားတာလေးပါတွလားတရားတာလေးကကြာသုံးဝိုင်းထားတာလေးပါအဲ့လိုမျိုးဝိုင်းတဲ့အခါမှာဆိုရင်သုံးလို့ဒီဒီသားလေးကိုဖြတ်ပြီးမှဝိုင်းပေးပါဒီရင်ဖြတ်ဆက်သားကိုဖြတ်ပြီးမှအခုလိုမျိုးဝိုင်းပေးပါဒါကကြာသုံးရာရေဝိုင်းပြတာလေးပါပဲဒါကကြာတော့သုံးအပတန်နဲ့ပြောတာမဟုတ်ဘူးဒီပုံချမ်းနဲ့ပြောတာဖြစ်တဲ့အတွက်ကြောင့်သုံးတစ်ခါတည်းဝိုင်းပြတာလေးပါအကရွတ်ကိုပတန်ညှက်တဲ့အခါမှာဆိုအဲ့လိုမျိုးမဝိုင်းဘူးเนาะသုံးလို့ဒီသားလေးကိုဒီရင်ဖြတ်ဆက်လေးကိုညှက်ထုတ်မယ်ရင်ဖြတ်ဆက်လေးကိုညှက်ထုတ်မယ်ဒီ ဓာလဲကိုသုံးဖြောက်မယ်ရင်ဖြတ်ဆက်လက်ကိုညှပ်ထောက်မယ်ဒီဓာလဲတွေ့လားဒီမှာဒီဓာလဲကိုသုံးဖြောက်မယ်ဖြောက်မိမှသာလင်ကိုလိုချင်တဲ့အဝိုက်လေးကိုဒီလိုမျိုးဝိုက်လိုက်ရုံပဲရလားထာလဲနားလဲလည်းမျိုးတော့ထင်ပါတယ်ဒါဆိုလည်းဘင်းအပိုင်းနဲ့တွားရအောင်နော်လည်းဘင်းလည်းဘင်းကကြတော့ဒီလိုမျိုးလည်းဘင်းကဘလို့ချိန်ရလဲသုံးပြပြမယ်အင်းရင်တော့ မြင်းသားမြင်းရဲ့လက်ပင်ခြံကြီးကကြတော့ဂျိုင်းကိုတုံးပုံပုံနဲ့အဆောင်ပုံလေးကိုမြင်းတဲ့ကြောင့်တားပြီးလို့ရှိရင်အဲ့လက်ပင်ကြချင်မြင်းကနေအောက်ကိုတလမတ်သို့မဟုတ်တလမတ်ခွဲလေးဆင်းတဲ့ဒါရင်သားပတန်ရဲ့လက်ပင်ကြချင်မြင်းဒါမဲ့ဒါကကြတော့ white down နဲ့ရိုရိုအသားအတွက်လက်ပင်ကြချင်မြင်းနဲ့သုံးပြပြမယ်နော် white down နဲ့ရိုရိုအသား white down နဲ့ရိုရိုအသားအတွက်လက်ပင်ကြချင်မြင်းကဘယ်လိုယူလဲဆိုတော့သုံးပြပြမယ် white down နဲ့ရိုရိုအသားအတွက်လက်ပင်ကြချင်မြင်းကကြတော့ဂျိုင်းကိုတဝက်ဝက်ထားတဲ့အမှတ်ဂျိုင်းကိုတဝက်ဝက်ထားတဲ့အမှတ်လေးကိုပဲသုံးလို့ယူမယ် 请大家在的全国东盟报名，阿松帮你个片的讲大唔大认同，咁 <noise> 咩？ အခု white down ရဲ့ရိုးရိုးတားကကြတော့ဂျိုင်းကိုနှစ်ပိုင်းပဲပိုင်းမယ်နှစ်ပိုင်းပိုင်းပြီးလို့ရှိရင်အဲ့ဒီအဲ့ဒီနှစ်ပိုင်းပိုင်းထားတဲ့မြေပုံပဲယူမယ်နော်တုံးတို့ဒီရိုးရိုးတားနဲ့ရိုးရိုးတားအတွက်ကကြတော့တုံးတို့လက်ပင်ကျချင်မြင်ကအောက်ကိုနက်နက်လေးယူလို့မရဘူးဘာဖြစ်ဆိုတော့ရင်သားတလက်မှတော့မစားရဘူးရင်သားတလက်မှအတောင်းလို့မရဘူးရိုးရိုးတားဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မလို့လက်ပင်တအားနဲ့လို့ရှိရင်အဆင်မပြေဘူးရင်လက်ပင်တအားနဲ့လို့ရှိရင်လက်ပင်ဟတ်တတ်တယ်ဒါကြောင့်မလို့တုံးတို့လက်ပင်ကျချင်တဲ့အခါမှာဆိုတော့အောက်နက်နက်ယူလို့မရဘူးဒါကြောင့်မလို့တုံးကိုဂျိုင်းကိုတော့မပေါ့ဘူးဂျိုင်းကိုနှစ်ပေါင်ပဲပေါ့မယ် မှာနော်လက်ပင်ကြချင်မြင်လဲရပြတော့ရှင်ဒီအနက်လဲယူသွားမယ်နော်လက်ပင်ကြချင်မြင်လဲလက်ပင်ကြချင်မြင်လဲရသွားပြီဆိုတော့ဒီအခွဲလဲတုံးတော့ဆက်သွားမယ်ဒီအခွဲလဲကကြဒီဒီဒီအခွဲရဲ့အရှင်လေးကိုတုံးပြောင်းနေတာလေးပါနော်ဒီအခွဲရဲ့အရှင်လေးကိုတုံးပြောင်းနေတာလေးပါအဲ့ဒီခွဲရဲ့အရှင်လေးက တလမရတဲ့အနည်းဆုံးတလမ3ပြပါပုံမှန်တလမ20အများဆုံးတလမခွဲ3မျိုးရှိတယ်မိစကြယူလို့ရတယ်ဒီအခွဲလက်ကကြတော့အခု3အခွဲအတိုင်းလိုချင်လို့ရှိရင်တလမ20သွားပါသူကကြတလမ20ပဲသွားတာဒါနေပါပြမြမဲ့ဒီအခွဲလက်က3မျိုးယူလို့ရတယ်အနည်းဆုံးတလမပုံမှန်တလမ20အများဆုံးတလမခွဲမိစကြယူလို့ရတယ်သူဆိုတလမ20သုံးပါတယ်ဒီမှာဆိုဒီအမှတ်ကနေအောက်ကိုတလမ20နဲ့တားလိုက်ပါမယ် တို့လာဒီလက်ပင်ချိန်မြင့်ကနေအောက်ကိုတလက်မနဲ့နှစ်ဆိုင်လဲတားအမှတ်မှတ်လိုက်ပါမယ်အမှတ်မှတ်လိုက်ပါမယ်ဒါဆိုတင်မှတ်လဲရတော့ပြီဒါဆိုရင်အဲ့ဒီအခွဲရဲ့အရှိလေးရတော့ပြီနော်အခွဲရဲ့ရှိကိုကြတော့တလက်မနဲ့နှစ်ဆိုင်သုံးယူထားနေပါနောက်လို့ရှိရင်ဒီအခွဲလေတို့လာဒီထိုင်နှစ်ခုရဲ့အခွဲလေဒီထိုင်နှစ်ခုရဲ့အခွဲလေးကကြကိုပလခွဲချင်းလဲယူလို့ရတယ်ထိုင်နှစ်ခုရဲ့အခွဲလေးကကြတော့တို့တော့အာသုံးဆိုင်၄ဆိုင်အဲ့လိုမျိုးယူလို့ရတယ်နော်အခုသုံးအခွဲတိုင်းပဲလို့ရှင်လို့ရှိရင်သုံးသုံးဆိုင်ခွဲတတ်တာလေးပါသုံးလို့မျိုးယူလို့ရှိရင်ဒီအမှတ်ကနေတို့တော့သုံးဆိုင်လေးဝင်လိုက်ပါမယ်မစ္စတာကြယူလို့ရတယ်နော်30 လေးစိတ်နှစ်စိတ်စိုက်ကြယူလို့ရတယ်ဒီနှစ်ခုကိုသုံးဆက်လိုက်ရောပဲညလားဒီအမှတ်ကနေအတွင်းဘက်ကိုသုံးဆက်သုံးဆက်ခွဲထားတာလေးပါသုံးလို့မျိုးပဲစိုက်တဲ့ဆိုရင်သုံးဆက်ပဲခွဲပါနော်သုံးဆက်ရတယ်လေးစိတ်ရတယ်တလမရတယ်ပလပယ်ခွဲမမေးစိုက်ကြယူလို့ရတယ်ဒီအခွဲလေးကကြတော့ပုံတင်မရှိဘူးနော်မေးစိုက်ကြယူလို့ရတယ်ပုံအတိုင်းပဲလိုချင်လို့ရှိရင်သုံးသုံးဆက်ပဲခွဲထားတာလေးပါသုံးဆက်အတိုင်းပဲယူပါနော်ဒါဆိုဒီအမှတ်ကနေအတွင်းဘက်ကိုသုံးဆက်ဝင်ပြီးလို့ရှိရင်ဒီအရှင်တလမခွဲနဲ့သုံးဆက်လိုက်ရောပဲဒါဆိုဒီအခွဲလေးရတော့ပြီတွေ့လားဒါဆိုရင် 第一块来压多变咯，第一块来压比都行，钱，他都吃东西多买那他都吃咖，地地地面嘞多买，地面不多肯定嘛，地面那么多肯定嘛，到那地地面那么多肯定嘛，都要那边那个家庭的苗，外边的。 သူတူဝိုက်ပြီးဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုမျိုးချိန်ရလွယ်ရအောင်ဘယ်လိုချိန်လဲဆိုတာတော့ပြောပြမယ်။ဒါဆိုရင်ဒီလက်ပင်းအကျင့်အမှတ်ကနေတုံးတို့ဒါတောင်းလမ်းမဖောက်ထားတယ်ဟုတ်လား။လက်ပင်းအကျင့်အမှတ်ကနေအတွင်းဘက်ကိုအပေါ်ကိုတုံးတို့တောင်းလမ်းမဖောက်ခဲ့မယ်ဆိုရင်ဒီအောက်မှာဆိုရင်လည်းအဲ့ဒီမြင်းအတိုင်းပဲတုံးတို့နဲ့သွားလိုက်မယ်နော်။မှဆိုတော့တောင်းလမ်းမအပေါ်ကတောင်းလမ်းမဖောက်ထားမယ်ဆိုရင်အောက်ကိုလည်းတောင်းလမ်းမလောက်ယူမယ်။ဒီအပေါ်ကအကွာဝေးတိုင်းပဲအောက်ကိုယူလိုက်မယ်။ယူလို့ရှိရင်လေးသားပုံစံနဲ့တုံးတို့နဲ့ဆွဲလိုက်မယ်နော်။ ရလာဒီလိုမျိုးလဲသားပုံစံလေးနည်းနည်းဆွဲလိုက်မယ်လက်ပင်းကြချိန်မြင်သူတို့ချိန်ရလွယ်ရအောင်ဒီလိုမျိုးလဲသားပုံစံအရင်ခတ်လိုက်မယ်ရလာသူတို့လက်ပင်းကြချိန်မြင်နဲ့ချိန်ရလွယ်ရအောင်လက်ပင်းအပြဲလေးပေါ့နော်လက်ပင်းရအနက်လေးအပြဲလေးချိန်ရလွယ်အောင်ဒီလိုမျိုးလဲသားလေးသူတို့နည်းနည်းဆွဲလိုက်မယ်နော်ဆွဲပြီးလို့ရှိရင်ဒါဆိုရင်ကိုလိုချင်တဲ့ဒီဇိုင်းပတ်တန်လေးစဆွဲလို့ရပြီနော်သူပြောမယ်နော်ဒီအခွဲလေးရသွားပြီနော်ဒီအခွဲလေးသုံးရသွားပြီဒီအခွဲရပြီလို့ရှိရင်ဒီအခွဲလေးရပြီလို့ရှိရင်ဒီမြင်းသွားမယ်ဒီအမြင်သွားမယ်ဒီအခွဲလေးရပြီလို့ရှိရင် ကိုတော့ဒီမြင်းလဲသွားမယ်ဒါဆိုရင်ဒီမြင်းလဲကကြတော့ကျင်ရဒီမြင်းလဲကကြတော့တက်တက်ပဲယူမလားဒီအခွဲလဲရပြီဒီမြင်းလဲကိုကြတော့တွန်တက်တက်ပဲယူမလားတက်တက်တက်ယူလဲရတယ်တွန်တော့နည်းအပေါ်ကိုစောင်းတက်ပြီးယူလဲရတယ်မိဆိုင်ချယူလို့ရတယ်ပြန်ပြောမယ်ဒီမြင်းတော့ဒီမြင်းကိုမှတွန်တော့ဒီလိုမျိုးတက်တက်လဲယူမလားဒါမှမဟုတ်ဆိုနည်းနည်းစောင်းပြီးယူမလားဒီမြင်းလဲပေါ့နော်အတေကဒီမြင်းလဲပေါ့ဒီမြင်းတက်တက်ယူမလားစောင်းယူမလားဆိုတာမိဆိုင်ချယူလို့ရတယ်အကယ်၍တွန်အတိုင်းပဲသွားမယ်ဆိုရင်လေးဆိုင်စောင်းမဲပါတက်တက်တိုင်းဆိုတိတ်မလှတလို့ပဲနော်ဒီအခွဲရတက်တက်အတိုင်းဆိုရင်တိတ်မလှလို့ပဲတွန်တော့နည်းနည်းစောင်းလိုက်မယ်နော်ဒီအမှတ်ကနေတွန်တော့အပေါ်ကိုလေးဆိုင်လဲယူ လိုက်မယ်နည်းနည်းစောင်းလိုက်မယ်နော်တက်တဲ့အတိုင်းဆိုရင်တိတ်မလှဘူးသွုံးလေးလေးစိုက်ပဲစောင်းတတ်တာလေးပါဒီမှာဆိုရင်နည်းနည်းတက်လိုက်မယ်လေးစိုက်လေးစောင်းလိုက်မယ်နော်ဒီအားကားမှတ်ကနေအပေါ်ကိုလေးစိုက်လေးယူလိုက်ပါမယ်ဒီအားမှတ်ကနေအပေါ်ကိုလေးစိုက်လေးယူလိုက်ပါမယ်ယူပြီးလို့ရှိရင်အဲ့ဒီလေးစိုက်စောင်းခဲ့တဲ့အမှတ်နဲ့အခုလိုမျိုးပဲဆွဲလိုက်မယ်ရလားဒါဆိုရင်ဒီအခွဲလေးပါမယ်ဒီမျိုးစောင်းတတ်တာလေးပါမယ်ဒါဆိုဆက်သွားမယ်နော်ဒါဆိုဆက်သွားမယ်ဒီမျိုးသွုံးစောင်းပြီနော်ဒီမျိုးတက်တဲ့မဟုတ်ဘူးသူဟာလေးစိုက် ုံးဝမမျောပဲလဲဆိုင်ဆောင်တတ်ထတာလေးပါဒါနည်းနည်းဆဆောင်းလေးပေါ့နော်အကရွက်ကိုများများဆဆောင်းလေးယူလို့ရတယ်တလမထိတက်ပြီးတော့ဆောင်းချလိုက်ပါအကရွက်ဒီအဆောင်းလေးကများများဆောင်းချင်လို့ရတယ်နည်းနည်းဆောင်းချင်လို့ရတယ်တက်တက်ယူလေးရတယ်အခုကကြာတော့လဲဆိုင်ဆောင်းထတာလေးပါဆောင်းပြီးလို့ရှိရင်ဆက်သွားမယ်နော်ဆောင်းပြီးလို့ရှိရင်သူ့ဟာကြတော့သူ့ဟာကြတော့တုံးရလဲပင်အကျဲသူ့ဟာကြတုံးရလဲပင်အကျဲဖားထားတဲ့မှတ်ထက်ကြော်လုံးနေတယ်။ညမြမယ်အပေါ်ကလည်းပင်တော့တိုင်းမယ်နော်။သူရသွင်းရလည်းပင်အကျေကတောင်းလမ်းမှာသူလာဒီနေရာ။ဒါမဲ့သူ့ဟာကကြတော့အပြင်ဘက်ကိုထွက်နေတာလေးပါနော်။အဲ့လိုမျိုး နည်းနည်းထွက်နေတာလေးပါအဲ့ဒီအထွက်လေးကကြတော့ကိုဘလောက်ယူယူလို့ရတယ်ပြန်ပြမယ်ပြန်ပြမယ်ဒီအဆောင်လေးကကြတော့ဒီလိုမျိုးလဲတာပုံစံအတိုင်းသွားတာမဟုတ်ဘူးဒီအဆောင်လေးကကြတော့ဒီလိုမျိုးလဲတာပုံစံအတိုင်းသွားတာမဟုတ်ဘူးဒီအဆောင်လေးကကြတော့ဒီလိုမျိုးလဲတာတက်တက်သွားတာမဟုတ်ဘူးတုံးတုံးနည်းနည်းမြင်းဆောင်မှာပြောမယ်ဆိုအပြင်ကိုထွက်ပြီးမှတာနဲ့အပေါက်ကိုတက်တာလေးပါဒါဆိုရင်ဒီပေါင်အတွင်းကနေကိုဘလောက်ထွက်ချင်တယ်ထွက်လို့ရတယ်ကိုဘလောက်သွားချင်တယ်သွားလို့ရတယ်ပြန်ပြမယ်ဒီမြင်းကကြတော့ဒီမျိုးတက်တက်သွားတာမဟုတ်ဘူးဒီမြင်းကနေတုံးတုံးအပြင်ဘက်ကိုဘလောက်ထွက်ချင်တယ်ထွက်လို့ရတယ်မမေ့စိတ်ကြိုက်ထွက်လို့ရတယ်ဒါဆိုရင်တုံးတုံး60လောက်ထွက်မယ်အနည်းဆုံး40 ပုံမှန်60အများဆုံးတလက်မမမစိုက်ဆိုင်ထွက်လို့ရတယ်เนาะဒါဆိုရင်3ကစားတော့6ဆိုင်လောက်ပဲထွက်မယ်ဒါကြဘာမှပုံတင်မရှိဘူးเนาะမမမျက်လုံးလှတလို့ယူနိုင်ပါတယ်ဒါဆိုရင်ဒီအမှတ်ကနေတွေ့လားဒီပေါင်ကိုပေါင်ခတ်ထားတဲ့အမှတ်ကနေအပြင်ဘက်ကို6ဆိုင်လောက်ထွက်လိုက်မယ်เนาะ6ဆိုင်လောက်ထွက်လိုက်မယ်မမစိုက်ဆိုင်ယူလို့ရတယ်เนาะမဆိုရင်3တော့6ဆိုင်လောက်ထွက်လိုက်ပြီတွေ့လား သူသူတက်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 တာမဟုတ်ဘူးเนาะသူအပြင်ဘက်ထွက်ပြီးမှသာနဲ့အပေါ်ကိုအပေါ်နဲ့ပြန်ဆက်တာလေပါဒါကြောင့်မလို့ဒီအပေါ်မှတ်ကနေအပြင်ကိုကိုဘလောက်ထွက်ထွက်ချင်လို့ရတယ်လေးဆိုင်ထွက်မလားခြောက်ဆိုင်ထွက်မလားတလမထွက်မလားမိမိဆိုင်ဆိုင်ထွက်နိုင်ပါတယ်ဒါဆိုရင်အခုကတော့ခြောက်ဆိုင်နဲ့ထွက်တာပြီခြောက်ဆိုင်ထွက်ပြီးလို့ရှိရင်တော့အပေါ်မှတ်နေတော့ဆက်လိုက်ရောမယ်အဲ့လိုမျိုးအပေါ်မှတ်ဆက်တဲ့အခါမှာဆိုရင်တော့ရဒီဒီတဆက်တဲ့ကော်လံပေါ့เนาะတဆက်တဲ့ကော်လံတော့ညက်တိုင်းမှာဆိုရင်အဲ့ဒီဇက်ကော်လံ တတံပါတိုင်းမှာဆိုရင်အဲ့ဒီ level ကျအဖောက်ထားတဲ့အမှတ်ကနေ level ကိုစာနှစ်ဆိုင်နဲ့ချက်ပေးပါတုံးလို့ရှိရင် level ကိုရမှာဟုတ်လားအဲ့ level ကိုစာနှစ်ဆိုင်နဲ့အမြဲချက်ပေးပါတစ်ဆိုင်ထက်ကော်နာပတံသွားတိုင်းဒီရှင်းလားချက်ချမ်း level လေးကိုကြတော့ကို level ကိုကိုပေါ်အတွက် level 6စာအမြဲတမ်းနှစ်ဆိုင်ကိုရ6စာ3ဆိုင်ရှိမှာဆို3ဆိုင်ဖဲကိုရ6စာနှစ်ဆိုင်ရှိမှာဆို2ဆိုင်ဖဲเนาะအဲ့လိုမျိုးနှစ်ဆိုင်ဖဲပြီးမှတာနဲ့အဲ့ဒီနှစ်ဆိုင်မှတ်နဲ့ဒီအမှတ်နဲ့တုံးတော့အခုလိုမျိုးပဲသွားဆက်လိုက်ရုံပါပဲเนาะအခုလိုမျိုးပဲ သူမျိုးတော့ဆက်လာရောင်းပဲเนาะရလာဒါဆိုရင်သူလိုချင်တဲ့လေပင်ဒီဇိုင်းလေးရသွားပြီတွန်းလာဒါဆိုရင်ကိုလိုချင်တဲ့လေပင်ဒီဇိုင်းလေးရသွားပြီဒါဆိုရင်သုံးဝတ်ထားတဲ့ဒီလိုမျိုးဒီပင်ဆိုင်ဒီလိုမျိုးလေပင်လေသားတက်တက်မဟုတ်ဘူးဒီဘေးကိုနည်းနည်းကားမယ်ကားပြီးမှတာလဲဒီလိုမျိုးသွားတာလေးပါဒါဆိုရင်အခုကွန်ဆက်ပြတဲ့လေပင်ဒီဇိုင်းလေးရသွားပါပြီဒါဆိုနားလည်းလည်းမလို့ထင်ပါတယ်ဒါဆိုရင်ဒီဓာလေးကိုသုံးဖြတ်လိုက်သွားမယ်เนาะတွန်းလာဒါကြလေပင်ချိန်ဖို့အတွက်သုံးဆဲခဲ့တာလေးကိုဖြတ်လိုက်သွားမယ်နားလားဒါမှလေပင်ကြားချိန်မျိုးတော့သုံးဖြတ်လိုက်သွားမယ်ဒါဆိုရင်အခုလိုမျိုးဒီဇိုင်းပုံစံလေးရသွားပြီတွန်းလား 嗯，你们有打叫一块的东西。 ညလာဒါဆိုရင်ကိုလွှတ်ချင်တဲ့ပင်းစားလည်းရတော့ပြီဒါဆိုရင်ဒါဆိုဆက်သွားမယ်เนาะသွန်ရဝိုက်သားပတ်တန်သွားတိုင်းမှာဆိုရင်သွန်တို့လေဘင်းဝတ်တဲ့အခါမှာဆိုရင်လေဘင်းကမဟတဲ့မဟဖို့အတွက်ပေါ့เนาะအဲ့လိုမျိုးဓာတ်လေးထုတ်ပေးရတယ်ဓာတ်လေးထုတ်ပေးရတယ်သွန်ဝတ်တာတဲ့လေဘင်းဒီဇိုင်းတိုင်းမှာเนาะလေဘင်းမဟဖို့အတွက်ဓာတ်လေးထုတ်ပေးရတယ်ရှင်သားပတ်တန်နဲ့သွားတိုင်းဓာတ်ထုတ်ပေးရတယ်เนาะလေဘင်းမဟဖို့အတွက်ဓာတ်ထုတ်ပေးရတယ်ဒါဆိုရင်ဒါဆိုရင်ဓာတ်အပ်လို့ထုတ်မဲ့ဆိုတော့ဒီနှစ်ခုရဲ့အကျယ်ပေါ့เนาะဒီနှစ်ခုရဲ့အကျယ်မှတ်မှာဆိုရင်သွန်တို့ဓာတ်ထုတ်နေခဲ့ကြတော့ဒီဒဇက်သက်ကော်လာနဲ့မဟုတ်ဘူးဒီရိုးရိုးပတ်တန်နဲ့ဆိုရင်လေဘင်းအကျကဒီလောက်ရှိတယ်အဲ့ဒီလေဘင်းအကျအမှတ်နဲ့ဒီရှင်သားနဲ့သွန်တို့တော့ဆက်ပြီးလို့ရှိရင်ဓာတ်ထုတ်တယ်ဒါမဲ့ ဲ့ဒီလက်ဘင်းဒီဇိုင်းပုံစံအရအဲ့လိုမျိုးသားသွားထိုးလို့အဆင်မပြေဘူးသူဟာကြတော့လက်ဘင်းအနောက်ခြမ်းလက်ဘင်းကအပေါ်တက်နေတာအဲ့လိုမျိုးသားထိုးလို့အဆင်မပြေဒါဆိုရင်ဒီလက်ဘင်းကိုသူနှစ်ဘလို့သားထိုးလဲဆိုတော့ဒီမှတ်နော်ဒီထိတ်မှတ်ကနေဒီထိတ်ပေါ့နော်ဒီထိတ်မှတ်ကနေဒီထိတ်သုံးတိုင်းလိုက်ပါမယ်တိုင်းပြီးလို့ရှိရင်ဘလောက်ရှိလဲပေါ့နော်အဲ့ဒီတဝက်ဝက်မယ်ဒီလက်ဘင်းအကျယ်မှတ်ကနေဒီကိုပတန်ရဲ့အလယ်မှတ်နေပေါ့နော်ပလောက်ကွာဝဲရှိလဲတုံးတော့တဝက်ဝက်မယ်တဝက်ဝက်ထားတဲ့အမှတ်ကိုမှတုံးတော့ဒီလိုမျိုးလေးနောက်ထိုးလိုက်ပါမယ် ဟုတ်လားဝက်ဝက်ထားတဲ့အမှတ်ကနေတုံတုံဒီလိုမျိုးသားထိုးလိုက်ပါမယ်နောက်ပြီးရှင်ရဲ့သားကိုကြတော့တုံတုံလေးစိတ်လေးထိုးမယ်နော်ဟုတ်လားကိုယ်ထဲသားပတ်တန်လေးကိုတုံတုံလေးစိတ်လေးထိုးလိုက်ပါမယ်မှာကြတော့၄စိတ်လေးထိုးလိုက်ပါမယ်เนาะရလားဒါဆိုရင်တီတာလေးကိုကြတော့တုံးတုံး၄စိတ်တောင်းထိုးလိုက်ပါမယ်ရလားရလား ဘာလို့လေးစိတ်ထိုးလဲဆိုတော့ဒါကကြတော့ဒါထိုးတာလေးကကြတော့ level design နဲ့လည်းမှုတည်တယ်ဒီဒါထိုးတာကကြ level design နဲ့မှုတည်တယ်အဲ့ဒီဒါထိုးတာကကြတော့ pattern design ပုံစံတစ်ခုနဲ့တစ်ခုမတူဘူးအကယ်၍ level ကျင်းခိုင်းမဲ့ဆိုတော့၂စိတ်ပဲထိုးမယ်အကယ်၍ level ကကြပုံမှန်အတိုင်းမဲ့ဆိုတော့၃စိတ် level ကအတားပြဲမဲ့ဆိုရင်လေးစိတ်လေးထိုးထိုးမယ်အခုသုံးထားတဲ့ level ကကြတော့ဘာလို့လေးစိတ်ထိုးလဲဆိုတော့သူကကြလေးထားပုံစံသူကကြလေးပုံစံဒီလိုမျိုးတက်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 လေးစင်းတာမဟုတ်ဘူးဒီလိုမျိုးအပြင်ဘက်ကို wipe ပြီးတော့ wipe ပြီးတော့ဝင်သားတာဖြစ်တော့ကြောင့်မလို့ wipe ပြီးတော့ပြောမဲ့ဆိုရင်ဒီ level ကကြတော့ဒီလိုမျိုးတက်တက်ပုံစံအတိုင်းမရှိတာမဟုတ်ဘူးသူကကြတော့အပြင်ဘက်ကိုဒီလိုမျိုးမြ များလဲဝိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မဒီညာလေးကိုတော့တော့ဒါဒေးဆိုင်လေးထိုးပေးပါဒါမှသာလည်းဘယ်ကကက်ကလေးရမှာနော်ခါ ညာတုံးတော့ဒီလက်ဘင်းကကြတော့ဝီပုံစံလေးပဲလက်ဘင်းကကြတော့မပြဲဘူးဝီပုံစံလေးပဲအဝိုင်းလေးပဲဆိုရင်တုံးတော့နှစ်ဆိုင်ပဲထိုးပါတယ်အကယ်၍လက်ဘင်းအပြဲဘာသာပုံစံအဲ့လိုမျိုးကာချီပုံစံနောက်လို့ရှိရင်ဒီလိုမျိုးအပြဲအပြင်ဘက်ကိုနည်းနည်းပြဲထွက်မယ်ဆိုရင်ဒါလေးဒါလေးကိုကြတော့၄ဆိုင်တိထိုးပါတယ်နော်ဒါကြောင့်မလို့ဒီညာလေးကိုတုံးသား၄ဆိုင်ထိုးမယ်ဒါ၄ဆိုင်ထိုးပြီးလို့ရှိရင်ဒါဆိုရင်တုံးတော့ဒီဒါလေးကိုဖျောက်မယ်ပက်တန်ညှက်တဲ့ခါမှာဆိုရင်ဒီဒါလေးကိုဖျောက်မှတာနဲ့ဒီအပိုင်းလေးညှက်မယ်နော်ဒါဆိုရင် ဒါဆိုရင်ရမယ်လို့တွန်းထင်ပါတယ်ဒီ white တောက်ဆွဲတဲ့ခါမှာဆိုအပြင်ဘက်ကိုနှစ်ဆိုင်လေးအထွက်ပေးပါဒီနှစ်ခုဆက်တဲ့ခါမှာဆိုညီဖို့အတွက်ဒီအကအ white လေးကိုအပြင်ဘက်ကိုနှစ်ဆိုင်ထွက်ပေးပါနှစ်ဆိုင်ထွက်ပြီးလို့ရှိရင်ဒီဒီအကကျန်အ white နဲ့ခုလိုမျိုးဆက်ပေးပါရလားဒါလေးကိုကြာမမေ့နဲ့နော် ။ဒါဆိုရင်ပတ်တန်လေးနားလည်လည်းမသိဖြစ်ပါလေ။ဒါဆိုရင်အပိုင်းလေးသုံးခွဲပေးမယ်နော်။ကကြာတော့ချင်းဖြတ်ဆက်ပါမယ်။ဘောက်တက်တဲ့လေးပါမယ်။လေပင်ဒီဇိုင်းလေးပါမယ်။ပခုံးပါမယ်။ဂျိုင်းဝိုက်ပါမယ်။ဒီဝိုက်သားလေးကိုသုံးညှပ်ထောက်တဲ့အခါမှာဆိုဒါဆိုအပိုင်းတက်လေးရလာပါပြီ။အပိုင်းတက်ညှပ်တဲ့အခါမှာဆိုဒီသားလေးဖြတ်ပေးပါ။ဖြတ်ပြီးမှတာလေးညှပ်ပေးပါနော်။ဒါမှဆိုအပိုင်းတက်တို့လား။အပိုင်းတက်ကကြာတော့ဒီကိုထဲအမှတ်ပါမယ်။လေပင်ဒီဇိုင်းပါမယ်။ပခုံးပါမယ်။ဂျိုင်းဝိုက်ပါမယ်။ဒီဝိုက်သားလေးကိုသုံးညှပ်ထောက်တဲ့အခါမှာဆိုအပိုင်းတက်လေးရလာပါပြီ။ရလာအပိုင်းနှစ်အပိုင်းနှစ်အပိုင်းနှစ်လက်တော့မယ်။အပိုင်းနှစ်ကကြာတော့သူတို့အပိုင်းနှစ်ကပြတာရှင်ဖြတ်ဆက်အပိုင်းနှစ်ပါမယ်။ ဒါလေးဖြတ်လိုက်မယ်နော်ဒါရှောက်နေမှာဆိုဖြတ်လိုက်မယ်အပိုင်းနှစ်လက်ကကြတော့ဒီရင်ဖြတ်စားပါမယ်ကိုထက်သားတဲ့ပါမယ်ဒီ white သားအထိုင်းပဲတော့ညှတ်ထောက်လိုက်ပါမယ်ဒီ base ၆စာလည်းတော့ညှတ်ထောက်တဲ့အခါမှာဆိုအပိုင်းနှစ်လေးညလာပါပြီအတော့အပိုင်းတောင်းကကြတော့ဒီဒီရင်ဖြတ်စားပါမယ်နောက်ပြရှင်ကို white ခဲ့တဲ့ဒီ white အထိုင်းပဲနော်ကို white ခဲ့တဲ့ဒီ white အထိုင်းပဲဒါဆိုရင်ဒါဆိုရင်အပိုင်းတောင်းလေးညလာပါပြီဒါဆိုရင်၆တဲ့အခါကျရင် ချတဲ့ခါကျရင်တော့ပြောမယ်နော်ချတဲ့ပိုင်းလာပြီနော်ချတဲ့ခါကျရင်တော့တော့ဒီရေမိုးဆောင်နေတဲ့ဒီလက်ပင်လေးကိုတော့တော့အရင်ကုတ်မယ်ချတဲ့ပိုင်းနော်ဒီလက်ပင်လေးကိုတော့တော့အရင်ကုတ်မယ်ကုတ်ပြီးလို့ရှိရင်ဒီအပိုင်းလေးကိုကျတော့တော့လေးလွှာလေးညှပ်မယ်နော် ုံးတော့ဒီအဖတ်နှစ်ဖက်ကိုတချမ်းယူမယ်အဖတ်နှစ်ဖက်ကိုတချမ်းယူမယ်ဘာဖြစ်ဆိုဒီအတုလေးကိုတုံးတုံးငုံချောက်မယ်နော်ဒီအတုလေးကိုကြာတော့တုံးတုံးအလယ်မှာထားပြီးအပေါ်အောက်လေးကိုတုံးတုံးငုံချောက်မှာဖြစ်ရတဲ့ကြောင့်မလို့တစ်ဖက်ကိုနှစ်ချမ်းယူမယ်တစ်ဖက်ကိုနှစ်ချမ်းယူမယ်ဒါကြောင့်မလို့အလှဆင်အပိုင်းလေးကိုကြာတော့တုံးတုံးလေးချမ်းလေးယူမယ်နော်ဒီအပိုင်းလေးကိုကြာတော့တုံးတုံးနှစ်ချမ်းယူမယ်ပယ်အတွက်တချမ်းညာအတွက်တချမ်းဆိုပြီးတော့နှစ်ချမ်းယူမယ်အပိုင်းတစ်ကိုကြာတော့အပိုင်းတင်ကတာနဲ့ယူပြီးတချမ်းပဲယူမယ်နော်အပိုင်းအပိုင်းပေါင်းလေးကကြာတော့တုံးတုံးနှစ်ဖက်လေးကိုတုံးတုံးပူချောက်လို့ရှိရင်အလယ်မှာအတုလေးထည့်မယ်အထုပ်လို့ရှိရင်ဒါအပီချောက်ထားပြီးဒါလည်းပင်ကိုအပီချောက်ထားပြီးနောက်လို့ရှိရင်ဒီနှစ်ခုလေးကိုဆက်တဲ့ခါမှာဆို ော့ဒီနှစ်ခုလေးကိုအရင်ဆက်မယ်ဆက်ပြီးလို့ရှိရင်ဒီသားလေးကိုသူ့အပေါ်မှာတင်ပြီး6စာ၄စက်အရင်ဆက်ဆက်ဆက်လိုက်ရုံပဲနော်ဒီနှစ်ခုလေးကိုအရင်ဆက်မယ်ဆက်ပြီးလို့ရှိရင်ဒီဒီအဖတ်နဲ့တော့တွဲ6လိုက်ရုံပဲအဲ့ဒီအဖတ်မတွဲ6လက်ခင်လေးမှာဒီကဘာလေးထည့်ချင်လို့ရှိရင်လည်းရတယ်ဒီအဖတ်မတွဲခင်လေးမှာတော့ကဘာလေးရင်ထည့်မယ်ကဘာရပေါ်မှာမှာဒီအဖတ်လေးတော့တင်လိုက်ရုံပဲဒါကတော့မွန်အစင်ဖြစ်အတွက်ကြောင့်မလို့တော့ကဘာမထည့်ပဲနဲ့ဒီမွန်အစင်အဆက်ပိုင်းပဲယူထားတာလေးပါအကယ်၍ကို့မှာမွန်အစင်မဟုတ်ပြန်စားနေဆိုရင်ကဘာလေးထည့်ချင်လို့ရှိရင်တော့ဒီနှစ်ခုကိုဆက်မယ်ဆက်ပြီးလို့ရှိရင်ကဘာတင်မယ်ကဘာရပေါ်မှာမှာဒီအလှဆင်အပြားနှစ်ခုတင် တဲ့အခါမှာဆိုရင်ဒါဆိုရင်သုံးဝတ်ထားတဲ့ဒီဇိုင်းပုံစံအတိုင်းလေးပဲရလာမှာပါเนาะဒါဆိုရင်အခုသုံးအာဒါဆိုရင်အခုသုံးရှင်းပြထားတဲ့ပုံစံလေးနားလည်လည်မတူထင်ပါနဲ့အားလုံးပဲပိုင်းပိုင်းပါ